မားတို့နိုင်ငံခေါင်းဆောင်မလုံးနဲ့ခမားတို့အရန်များလုံးနဲ့ကျုံတို့ရဲ့တပ်မတော်သားတွေရဲ့အသက်တွေအဲပြည်သူလူထုတွေရဲ့အိုးအသက်အိုးစီးစိမ်တွေဟုတ်တယ်အသက်တွေကိုခမားတို့ခြာနေနေတာအာခမားတို့မိသားစုတွေမှာတိုင်းမျိုးပြန်ပြီးတော့မှဒီပုံကိုတော်လာတဲ့အချိန်ညရင်ခမားတို့ဟိုပါအပြက်ရှင်းပလိုက်ပါအိုင်းခမားတို့ကျွန်မကြိုင်လို့နေအဲအဲ့ဒါအဲ့ဒါအဲ့ဒါလေးဒါကြီးကိုရင်းဆန္ဒသိမ်းမရှိဘူး အာတိုင်းပြည်ကိုကောင်းအောင်လုပ်ပဲဆိုပြီးတော့မှ တိုင်းပြည်အခုလို့ပြတ်နေတာကိုခမားတော့မလို့ဒီတိုင်းလက်ပိုက်ကြည့်နေတာအဲငါပါလို့နေလာမတော့နဲ့ခမားစောက်လို့မဟုတ်ဘူးအိုင်းတိုင်းပြည်တယ်ကျောက်လို့အသက်45နှစ်နဲ့အောက်မှာမြေပြင်မှာရှိနေတဲ့ကောင်းအောင်တည်တယ်အဲဒီတိုင်းမျိုးဒီလိုလူတွေပါလို့နေဆိုတော့ကျောက်တော့ကုန်တည်တယ်ခမားတော့အမြဲတမ်းပြောနေတာကိုကြိုးစည်းပွားတွေအတ္တတွေမရှာပါနဲ့อืมတိုင်းပြည်ကိုချစ်ပါ တမရတိုင်းကချမ်းသာတာကျုပ်တို့ကလက်ခံလေတိုင်းပြည်ကိုတော့ကောင်းအောင်တည်ဆောက်ဟေးအောင်ငါတို့ကဒီအခက်ခဲဖြစ်နေတာမပြောနဲ့ကိုလုတ်ခရဲလို့ကြောကြံမလို့ဟုတ်တယ်နော်ခင်ဗျားတို့လက်နဲ့ကင်ထားတာလေတိုင်းပြည်ကိုငြိမ်းချမ်းအောင်ထိန်းရမှာတိုင်းကိုထိန်းရမှာခင်ဗျားတို့ထိန်းရတာမလားထိန်းတယ်လေထိန်းရအောင်ထိန်းအဲအခုပြည်သူလူထုကိုပြန်ကြည့်လေခင်ဗျားတို့ပြည်သူလူထုအတန်ကိုဘာမှပြန်မကြည့်ဘူးကျုပ်ကိုဘယ်နေရာမှာလာဖမ်းပါလဲကျုပ်ကိုမဖမ်းနဲ့ စကိုင်းမှာကားလမ်းပေါ်မှာ PDF တွေအများကြီးတယ်အဲ့ဒါကိုအရင်ဖမ်းအဲအဲ့ဒီ PDF တွေဖမ်းပြီးမှတုတ်ကုန်တာဖမ်းอืมရှင်းလားအားလုံးပဲမင်္ဂလာပါဒီနေ့ဇွန်လ22မှ5ရက်အတွက်ပထမဦးစွာဒေါ်လာယင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထူသတင်းကောင်းလေးတွေကိုတင်ဆက်ပေးကြပါမယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပထမဦးဆုံးသတင်းလေးကတော့မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားစက်မှုဇုံကနေပြီးတော့မှရေခက်ရန်ထွက်လာတဲ့ အချမ်းဘတ်စစ်သားတွေကို မိုင်းဆွဲပစ်ခတ်တက်ခတ်ခဲ့ရမှာအချမ်းဘတ်စစ်သား9ဦးသေဆုံးခဲ့တဲ့အကြောင်းကိုငါစုံမျိုးနယ်ပကဖကတာဝန်ရှိသူတို့ကပြောပါတယ်ဇွန်လ23ရက်နေ့နနက်9နာရီကျော်ခန့်အချိန်မှာမြို့သားစစ်မှုဆောင်ကနေပြီးတော့မှရေခတ်ရန်ထွက်လာတဲ့အချမ်းဘတ်စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲပြီးတော့မှပစ်ခတ်တက်ခတ်ခဲ့တာဖြစ်တဲ့အကြောင်းကိုလည်းသိရပါတယ်ဒီထက်ကမှုအတွင်းမှာအချမ်းဘတ်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီးတော့မှဂျီ3တနက်တလက်ကိုလည်းတင်စီရမိခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ် ရေခတ်ပို့လာတဲ့စစ်ခွေးတွေကိုစောင့်ကြိုပြစ်ခတ်တိုက်ခတ်ခဲ့တယ်စကွေး6កောင်သိပြီးတော့မှတနက်တလက်သိမ်းစီနိုင်ခဲ့တယ်ဆိုပြီးတော့မှငဆုံမြို့နယ်ပကဖကတာဝေရှိသူတူကပြောပါတယ်အဆိုပါတိုက်ခတ်မှုကတော့ငဆုံမြို့နယ်ပကဖကတော်လိုင်းရဲဘော်တွေကပြုလုပ်ခဲ့တာဖြစ်ပြီးတော့မှရဲဘော်တွေကအထူးကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်စကွေး6កောင်သိတဲ့ G3 တနက်တလက်ရတယ်ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲခင်ဗျာနောက်ထပ်တရင်ကောင်းလေးကိုနှာစင်ကြည့်ပါ ဒါကတော့ကျွန်တော်တို့ကရင်ပြည်နယ်မြောက်ရီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိကပ်ပလဲစခန်းကိုကရင်တော်လှန်ရေးတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံတိုက်ခတ်ရှင်းလင်းရမှာစစ်သားလေးဦးကိုလည်းဒါကျွန်တော်တို့အရှင်ဖမ်းဆီးရရှိထားတဲ့အကြောင်းကိုကရင်တော်လှန်ရေးစည်ရေးတရင်ရင်းမြစ်တွေကသိရပါတယ်။ဆိုတော့လောလောဆယ်မှာကဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းက KDLA ကစစ်သားလေးဦးကအရှင်မိတယ်။ KNLA KNDO တရင်ရှစ်ကလက်နက်ခဲယံပစ္စည်းတွေရတယ်။ တချို့ရန်သူကတော့ဘယ်တော့မှပုံနေလဲမသိရသေးဘူးဆိုပြီးတော့မှကရင်စစ်ရေးတရေရင်မြစ်တွေကသိရပါတယ်လောလောဆယ်မှာတော့ထွက်ပြေးသွားတဲ့စစ်သားတွေကိုတော်လိုင်းရေးတပ်တွေကလိုက်လံဖမ်းဆီးပြီးတော့မှ နေပြည်ရှင်းလင်းရမှာစစ်သား၄ဦးအရှင်ဖမ်းဆီးရမိပြီးတော့လက်နက်16လက်လည်းတိမ်းဆီးရမိခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်အဲ့တော့ကြံတဲ့ကောင်တွေကတော့ဘယ်တော့တဲသွားပုံနေလို့တော့မသိဘူးပေါ့နော်။ထိုင်းဘက်ချမ်းပြေးတယ်ဆိုတာထိုင်းဘက်ဆိုတာသူတို့ကျွမ်းကျင်တဲ့နေရာမဟုတ်ဘူးလေ။အဲ့တော့သူတို့ဒီမြန်မာနိုင်ငံထဲမှာပဲသူတို့ တိတယ်မလားယူချင်အောင်ဆောင်ပြီးတော့မှပုံးနေမှာပေါ့သူတို့လာကယ်မဲ့သူတွေစောင့်နေစောင့်နေပါပေါ့နော်တနာဖို့ကောင်းပါတယ်နော်စတက်ကကောင်းနေရဲ့ဘဝကလည်းတော်တော်ဆိုးရွားနေတဲ့အခြေအနေပါဆိုတော့နောက်ထပ်တရင်ကောင်းလေးကိုနားဆင်ကြည့်ပါမြင်းချန်နဲ့တနင်္သာရီမြို့နယ်တို့မှာစစ်တပ်စစ်ကြောင်းနဲ့စစ်ကောင်စီစခန်းတွေကိုတက်ခိုက်မှုမှာစစ်သား3ဦးသေဆုံးခဲ့ပါတယ်မန္တလေးတိုင်းမြင်းချန်မြို့နယ်မင်းနေကုန်းချေးဝစခန်းကနေပြီးတော့မှဈေးဝယ်ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုကြားပြတ်တက်ခိုက်ရမှာ ဒါစစ်တပ်ဘက်က3ဦးသေဆုံးခဲ့တဲ့အကြောင်းကိုမြင်းချံမြို့နယ်ဇီရိုပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ်ဇွန်လ20ရက်နေ့နေ့နဲ့8နာရီမိနစ်30ခန့်အချိန်မှာမြင်းချံမြို့နယ်မင်းနေကုန်းကျေးရွာစခန်းကနေပြီးတော့မှဇေဝယ်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရေးတပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဇွန်လ19ရက်နေ့တည်းကသူတို့သွားမဲ့လမ်းမိုင်းတွေကိုကြိုတင်ပြီးတော့မှကင်းမုံဝဲနေရာယူထားခဲ့တယ် နောက်နေ့မနက်ပိုင်းမှာမင်းနေကုန်းစခန်းကနေပြီးတော့မှအင်အား20ခန်းနဲ့ဒါကျွန်တော်တို့ကောင်းစင်ရွာဘက်ဈေးဝယ်ထွက်သွားပြီးတော့မှအပြန်လမ်းမှာကျွန်တော်တို့အလင်းငိုက်ဝင်ပစ်ခတ်ခဲ့တယ်မျက်မြင်၃កောင်တိတ်ဆုံးခဲ့တယ်သူတို့လူတွေပစ်ခတ်ခံရလို့မင်းနေကုန်းစခန်းအတွင်းကနေပြီးတော့မှလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ကူတွေပေးတယ်ကျွန်တော်တို့ဘက်က40မမတစ်လုံးနဲ့ရောလက်နက်ငယ်တွေနဲ့ရောပစ်ခတ်ပြီးတော့မှခွာစေလုခဲ့ရတယ်ဆိုပြီးတော့မှ0ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမြေပြင်တိုက်ပွဲတွေတင်းအထိနာနေရတဲ့အတွက်ကြောင့်မို့လို့လေရင်အသုံးပြုပြီးတော့မှဘုံကျဲတိုက်ခတ်ခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်။အလားတူတနင်္လာရီမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်တက်ဆွဲထားတဲ့နေရာတွေနဲ့စစ်ကြောင်းတွေကိုတိုက်ခတ်မှုမှာစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိတဲ့အကြောင်းကိုလည်းတနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတရင်ထုတ်ပြန်လာပါတယ်။ကဲတရင်ကောင်းလေးတွေအများကြီးကိုဒါမိသားစုတွေနားဆင်နေရဖြစ်ပါတယ်။နောက်ထပ်တရင်ကောင်းလေးတစ်ခုကိုနားဆင်ကြည့်အောင်ပါ။အရာတော်မှာတိုက်ပွဲ၃ချိန်ဖြစ်ပြီးတော့မှစစ်သားနဲ့ပြည်စော်ရီငါးဦးတေဆုံးခဲ့ပါတယ်။ ဆိုတော့တနင်္လာရီမျိုးနယ်မှာလည်းစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ခဲ့ပါတယ်။သခိုင်းတိုင်းရာတော်မျိုးနယ်မှာတိုက်ပွဲ၃ချိန်ဖြစ်ပြီးတော့မှစစ်သားပြူစောတိ၅ဦးတေဆုံးခဲ့တဲ့အကြောင်း Danger Force မုံရွာခရိုင်ပကပအထူးတိုက်ခတ်ရေးတပ်ဖွဲ့ကတရင်ထုတ်ပြန်လာပါတယ်။ဇွန်လ19ရက်နေ့ကရာတော်မျိုးနယ်ငွေရင်းပြူရွာနဲ့မီတာ၈၀၀အနီးမှာတစ်ချိန်၊ဇွန်လ20ရက်နေ့ရာတော်မျိုးနယ်ငွေရင်းပြူရွာအနီးမှာရှိတဲ့ဦးကြာစီတရားဘေးမှာတစ်ချိန်အရာတော်မျိုးနယ်မှာရှိတဲ့ရောက်ကအုတ်ချုပ်ရေးမှုဦးအောင်ကိုပြစ်ခတ်ရှင်းလင်းမှုတစ်ချိန်လှုပ်ဆောင်ခဲ့ရမှာ။ စစ်သားပြူစော်တီစုစုပေါင်း9ဦးသေဆုံးခဲ့ပါတယ်ဆယ်ဦးကျော်လည်းအပြင်းအထန်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်အဆိုပါတက်ခိုက်မှုကိုတော့ Danger Force မုံရွာခရိုင်ပကဖအထူးတက်ခိုက်ရေးတပ်ဖွဲ့နဲ့အတူမုံရွာခရိုင်ပကဖအရာတော်မြို့နယ်ပကဖမုံရွာခရိုင်အမတ်21တပ်ရင်း NDRF တပ်ဖွဲ့နဲ့အခြားမဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းပြီးတော့မှတိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်းကိုလည်း သိရပါတယ်เนาะဒါအတူကျွန်တော်တနင်္လာရီမြို့နယ်မှာလည်းစစ်ကောင်စီရန်နံကိုမိုင်းဆွဲတိုက်ခတ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့မိုဟေငါပွဲရီတွေစောင့်ရမှာဖြစ်ပါတယ်တရင်ကောင်းလေးတွေကိုနားဆင်ပြီးတဲ့နောက်မှာကျွန်တော်တို့ဗီဒီယိုလေးတွေကြည့်အောင်ပါပထမဦးစွာတော်လန်ရေးပြီးသွားခဲ့ရင်ဆိုတော့ဒါကျွန်တော်တို့ခေါင်းစဉ်အောက်ကနေပြီးတော့မှမိသားစုများကိုကျွန်တော်ဒီအကူတယောက်ရဲ့ဗီဒီယိုဖိုင်လေးကိုဖွင့်ပြပါမယ်နားထောင်ကြည့်အောင်ပါမင်္ဂလာပါကြော်မသွားနိုင်အောင်ပြန်နော်อืม ေခင်းကျွန်တော်ပြန်ပြန်လာတော့ဒီတော်လည်းအောင်မြင်တော်လည်းတနေ့မင်းတို့မင်းတို့အတွက်နာနေရတခုခုတော့ရမှာပါတဲ့ကျွန်တော်တို့နေရလို့ကျွန်တော်လုံးနေရမဟုတ်ဘူးဗျာစစ်သားတွေကဘုန်းတိကရှိရှိနဲ့နိုင်ငံရေးနဲ့မပတ်သက်ဖ ೇನೆ စစ်တမ်းလျောက်ပြန်တဲ့တနေ့ဒေါက်တာတွေဆရာဝန်တွေလည်းစေယုံမှပြန်ပြီးတောင်းဝင်မှမှန်ကန်ကန်ထမ်းဆောင်တဲ့တနေ့อืมရုံးဝင်တဲ့နေ့လည်းရုံးပြန်တက်တဲ့တနေ့ဟုတ်တယ်ဆရာမလည်းစတင်ခန်းနဲ့ပြန်ရောက်တဲ့တနေ့ဟုတ်တယ်တောင်းလူသားသမီးတွေကလည်း လေလေပြောင်းအောင်လည်းနေပေါ်ဗျာအစိမ်ဘလောက်ထက်ထက်ခေါင်းရည်လို့မရဘူးလက်ရဘလောက်ထက်ထက်တစ်ပင်ခုတ်လို့မရဘူးလေနော်ကျွန်တော်တို့ကတောင်တူသာသမီရေလေတောင်တူလောက်ရမယ်ဟုတ်တယ်မလားကျွန်တော်တို့စတင်ကနေမှစတော့တင်လို့မရဘူးစေယုံမှလူတာတွေတော့ကုလို့မရဘူးလူစွာကိုယ့်နေရာနဲ့ကိုနေရတယ်အခုကိုယ့်နေရာနဲ့ကိုမဟုတ်လို့အဲစစ်သက်ကိုခွေးမောင်းတို့မောင်းထုတ်နေရတာမှန်နေဟုတ်တယ်ဟုတ်တယ်အမှန်မေးအဲ့ဒါအမှန်မေးအဓိကပြောချင်တာကဘာလဲဆိုတော့ လူတယောက်ဟာ သူ့ရဲ့လောက်ရမဲ့နေရာတစ်ခုလူမှန်နေရာမှန်မရမချင်းကျွန်တော်တို့တော်လန်ရေးကမပြီးသေးပါဘူးလူမှန်နေရာမှန်ကိုပြန်ရောက်တဲ့တနေ့ကျွန်တော်တို့ရဲ့တော်လန်ရေးကပြီးပါပြီဒီသဘောကိုမိသားစုတွေကို သိစေချင်တာပါ PD ရဲ့ရဲဘော်တွေဟာယာဒူးတွေအာနာတွေလိုချင်လို့ဒီတိုက်ပွဲကိုဆက်နွှဲခဲ့တာမဟုတ်ပါဘူးဒီတော်လန်ရေးမှာပါဝင်ခဲ့တာမဟုတ်ဘူးဆိုတော့ကိုလေမိသားစုတွေအနေနဲ့နားလည်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ် ို့မိသားစုတွေရောနားလဲပါတယ်ကိုခွေးတောင်စားတွေရောနားလဲကြမှာနားလဲပါလိမ့်မယ်အဲ့တော့နောက်တဲ့ profile လေးတစ်ခုကြည့်အောင်ပါဒီဒီရဲဘော်ပေါ့နော်ဒီရဲဘော်ပြောတာလေးသူပြောတာလေးကျွန်တော်သဘောကျလို့ပါဒီ getter တီးတဲ့တန်စင်နဲ့နောက်ကနေပြီးတော့မှသူပြောသွားတဲ့စကားလုံးတွေကအင်မတန်မှအတိတ်ပဲရှိပါတယ်နားထောင်ကြည့်ပါခင်ဗျာအပြင်းနဲ့ရောမေးရဒီရဲဘော်လေးတက်တော့ကတော့ဟောတာတလွဲပြီးတော့ ရည်ရည်တွေပဲကြတာအဟိုးပဲတိတ်ထားပြီပျော်တက်ပါတယ်ဆိုတော့ဒီလူငယ်တွေကပျော်ရတဲ့အလုပ်ကြီးကိုတက်တဲ့လောင်းကြီးထက်နေတာမြင်ရတော့ငါတို့ဟာအခုချိန်မှာတောလိုပဲတက်ခံရမယ်ငါတို့ဟာတောင်းတွေလိုပဲပြီးခံရမယ်ငါတို့ဟာသပိတ်တွေလိုပဲဒီကြံတော့စိမ့်လိုက်ရမယ်ငါတို့ဟာ စိုင်းပေါက်တယ်လို့ပဲအဲ့ဒိတ်တော့ကြီးနေရမှာမဟုတ်လားတော်ရချင်းတဲ့ပြင်းစက်ချင်းကိုတော့စကားနဲ့ထည့်ပြောမခံရတဲ့ဒီနိုင်ငံမှာအော်လိုင်းပေါ်ပြီးသေးခဲတဲ့အဲ့လိုမင်းအောင်လားလို့ချာရေးတာလဲတော်လိုက်ပဲမလားသူတို့မလွမ်းတော့ပါဘူးသူ့မှာကျွန်တော်မလွမ်းတော့ပါဘူးပြောရမှာပဲ ်တက်အောင်တော့ကျွန်တော်ကြိုးစားပါရှင်းတယ်ဖို့ကြိုးစားရဲ့လို့ပါကျွန်တော်တို့ပြောနေတယ်အမေတော်ရမှာနေတတ်ဖို့ပဲသူတို့စူးစမ်းနေပါတယ်တဲ့ကျွန်တော်တို့ခုနကရှေ့ဗီဒီယိုမှာ ပြောခဲ့တဲ့လူမှန်နေရာမှန်ဒီညီကိုတွေမရောက်သေးပါဘူးဒီညီကိုတွေလူမှန်နေရာမှန်ရောက်တဲ့တနေ့သူတို့ရဲ့အောင်မြင်တဲ့အသီးပွင်တွေသူတို့ရဲ့စူးစမ်းအားထုတ်မှုတွေကိုကျွန်တော်တို့တွေဆက်ပြီးတော့မှမြင်တွေ့ရအောင်မှာဖြစ်ပါတယ်အခုလည်းသူတို့လူမှန်နေရာမှန်မဟုတ်ပေမဲ့ လူမှန်နေရာမှန်ကိုရောက်အောင်သူတို့တွေရဲ့အချိန်တွေမျောလင့်ချက်တွေပန်းနိုင်တွေရီမန်းချက်တွေကိုနောက်ဆုတ်ထားပြီးတော့မှဒေါ်လန်ပီတူအတွက်ဆိုပြီးတော့မှဒေါ်လန်ရင်းအတွက်သူတို့တွေဒါပေးဆက်နေတာကိုကျွန်တော်တို့အနေနဲ့အမြဲတမ်းလိုလို respect ပါလေးစားပါတယ်ခမလေးစားပါတယ်နောက်ထပ်ဗီဒီယို file လေးတစ်ခုကိုကြည့်အောင်ပါဒါကတော့ကျွန်တော်တို့88ကတကယ်ကျွန်တော်တို့ကျွန်တော်တို့ရဲ့အဖိုးတွေကျွန်တော်တို့ရဲ့အဖေတွေကျွန်တော်တို့ရဲ့အမေတွေဒါကျွန်တော်တို့လေးစားအားကြားရတဲ့သူတွေအပေါ်မှာ တော်တော်လေးကိုမုန်းနေတဲ့ဒါကျွန်တော်မဘာသာပေါ့နော်မဘာသာတကောင်ရှိတယ်မဘာသာတကောင်ပေါ့နော်အပြီးဝရင် तू ကစစ်တက်ကိုတခုခုမကောင်းပြောရဲဆိုတာနဲ့အဲ့လူရှင်းထုတ်မယ်ပေါ့ဗျာဆိုတော့အဲ့လိုပြလေကြီးလေကြဲပြောတာတဲ့ကောင်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ကြည့်ပါအောင်ဟာတော့88မျိုးဆက်တရားရင်ပြီးတော့88မျိုးဆက်ဆိုတာ88မျိုးဆက်မှန်ရသည်ညီမတက်လို့မကောင်းကြောင်စောက်ဖုံးထူးတဲ့အဖွဲ့ကြီးအကုန်လုံး ရှင်းရှင်းဆိုတာအကုန်လုံးသိဟုတ်လားအဓိကတက်မလို့မြန်မာတက်မလို့မကောင်းကြောင်းပြောတာလေဒီ88ဟမ်ပေါ့နော်အဲ့လူရလူသားရေးသမားတွေဟိုဘယ်လိုအမျိုးသားရေးလုပ်တဲ့လူတွေကိုထောက်ပံ့ပါတယ်ဆိုပြီးတော့ဒီစုကိုအမျိုးသားရေးတောင်တကယ်ဟိုပါနော်ဥစည်းဥဆောင်လုပ်ခဲ့တာလည်းမရှိဘာမှမဟုတ်တဲ့လူတယောက်ကဒီမှာအာပြီးဟိုကဖြစ်တဲ့ဒီဟာဖြစ်တဲ့သူတို့လေလိုင်းပေါ်မှာလာသူတို့စောက်ထည်နေကြီးနေတာဒီမိ မြေပြင်မှာသူတို့ကိုလည်းစောက်တယ်ပြီအဲ့ဒီလူကနေပြီးတော့ဥတော်ပြီးတော့ပစံနေယူခဲ့ယူပြီးတော့အိမ်နဲ့ရာရောက်ကျောင်းနဲ့ရာရောက်လိုက်ပြီးတော့ထောက်ပံ့နေဒါတစ်ချိန်၊ချိန်၃ချိန်၃ချိန်မြောက်မှာကျတော့သူကကြီးတဲ့ဆိုးလာဗာဆိုးလာလဲဆိုတော့ဘီနိုင်းမှာပါရေးပြီးတော့ပွဲရွာလုံပြီးတော့သူကဟိုအမျိုးသားကြီးအတွက်ပဲတကယ်လုံလို့ထောက်ပံ့နေဒါအဲ့ဒီမှာထောက်ပံ့သွားတာသူကပြောတဲ့အတိုင်းပေါ့နော်ဘုံကြီးတစ်ပါးနှစ်ပါးအတွင်းကြံတဲ့လူတွေကြီးမျိုးသားကြီးမှာတကယ်လုံခဲ့တဲ့လူဆိုတာမရှိပါဘူးအဓိကလော်ဘီ မှာပဲလော်နေတဲ့လူတွေကြီးပဲပြီးသွားတာပါကျိုးမျိုးသားရေးသမားများသူများထောက်ပံ့ငွေလည်းမရှိခဲ့သလိုသူများထောက်ပံ့တာလည်းဘူးမှမရှိခဲ့ဘူးဒီနေ့မျိုးသားရေးသမားအစ်စ်မန်နေဆိုရင်အခုအများကြီးပါဒါအခုရှိမှာအာတကယ်မျိုးသားရေးစစ်စစ်မှန်မှန်လုပ်ပြီးတော့မြို့မတက်မလို့တကယ်ချင်းမြတ်နေတဲ့ကျွန်တော်တို့အခွင့်အရေးအများကြီးပါမိနောက်ဆုံးပါပဲပြီးတော့တန်းတော့ကျွန်တော်ရှိမှာမကောင်းကောင်းလာပြောကြည့်ဘူးမှလက်မခံမျိုးသားရေးသမားချင်းချင်းတော့ကျွန်တော်ဆိုလက်မခံဒါကျွန်တော်ရဲ့စိတ်ရေးအမှန်နော်ဒါမျိုးစောက်ပေါ် ကျွန်တော်တို့ရောရှင်းရှင်းမျိုးဆက်ရှိရာယူခဲ့ထောက်ပံ့ကြီးတွေလည်းယူလာတယ်အခုကြမှာဇောကုန်းကြီးလည်းပြစ်လဲပြစ်ရောကိုကြောက်လို့နောက်မလုတော့ပါဘူးနောက်ပြောတော့ပါဘူးအဲလူတွေကပဲစောက်ဝေဖန်နေလို့ပါဆိုတဲ့စကားတွေထွက်လာဒါနဲ့မရဘူးသူတို့အရင်ပြောရတဲ့စကားတွေရှိတယ်အဲ့ဒီတန်းရေးယူပါမှာပဲဟုတ်တယ်မဟုတ်ဘူးကျွန်တော်တို့ကလည်းအခုလက်ရှိစိုးရယူဒါတောင်းဆိုတာပါဟာဟန်ရင်းဦးတည်ရဟန်ရင်းဦးဆိုရင်လည်းဒါတခါ ဒီတော်ကြီးရဲ့ပတ်သက်ဟန်ကြီးကတော့အတိကောဟန်ကြီးကတလုံးကြီးဟန်ကြီးအတိဆုံးဟန်ကြီးညီလေးဘာမှဟိုဖြစ်စရာမလိုဘယ်သူပဲတောင်းကတောင်းမှလက်ကံစရာမလိုကိုရေးတင်စားကြီးကတင်ရမှာလို့အဲဒါကုညီမတက်မလို့စော်ကားတဲ့လူမှန်များစောက်ဖောင်းထူးတဲ့လူမှန်များတော့လောက်အောင်ပါပဲအာလုံးတင်လုံးလိုက်တာကိုတော့ကလည်းအန်ဒီလက်ထက်မှာကိုတို့ကောင်းတာလုံးတာတော့တရားစွဲခံခဲ့ရဒီနောက်ဆုံးဆိုရင်ဆရာနာထိန်ဝလို့တာမထိန်အကိုလို့ဆိုရင်124နဲ့တော့စွဲခံရတယ်နောက်ဆုံးအဆင့်ကိုပိ ဥပဒေအများကြီးအများကြီးဆွဲခံရတာဒါညီမတက်တော့အာနာထိန်းလိုက်လို့တော့ကိုလိုဒီယာတွေရှော့ပေါ်ပြီးတော့ပျောက်သွားတာเนาะဒါဒါပါပဲအားလုံးမင်္ဂလာပါอืมสรุปเมนပြောတဲ့88ကလူတွေကလေမင်းထက်ပို့ပြီးတော့မှပညာတတ်တယ်မင်းအားကိုးတဲ့စစ်တပ်ကြီးတက်ပို့ပြီးတော့မှပညာတတ်တယ်ကွာတိလားနောက်ဘဝရင်မင်းဒီငါတို့ဘက်ကအတိုင်းဝိုင်းရလူတွေကိုမင်းအဖြစ်ပြောချင်တယ်ဆိုရင်မင်းနောက်ခံဟိုစောင်းကြီးလားဟမ်ဘခတ်ကြီးလားအဲ့ဒီဟာကြီးခဏဖယ်လိုက်မင်းကလည်းပြောတော့စစ်တပ်ကိုအားပေးထောက်ခံတယ်မပါတာ ။နောက်ကကြတော့ငါတို့ကောင်တွေရဲ့ဒစိပုံစံငါတို့ဝတ်တဲ့အဥ္စာနဲ့မင်းတို့စက်တက်မှာအဲ့လိုဟာရှိလို့လား။ကြောင်တောင်တောင်နဲ့ဗဇက်နဲ့ဖိနေများလိုဝဲနေတယ်လားမသိဘူး။နွားတကယ်ကောင်။ဆိုတော့အဲ့တော့ဇဘွင်းကဘာကြောင့်ဖန်းခံရတယ်လို့ထင်လဲ။ဒီလိုအမှန်တရားတွေပြောလို့ဇဘွင်းဖန်းခံရတာပါ။နောက်ထောင်ကြည့်အောင်ပါ။ဇဘွင်းကိုတတိယသောအဖြစ်ပေါ့နော်။မန္တရားသမားကြီးပေါ့စစ်တပ်ကိုတအားကောင်းစေချင်တဲ့မန္တရားသမားကြီးရဲ့ရောစကားတန်လေးတွေကိုပြန်လည်နားထောင်ကြည့်အောင်ပါ။ ခမားတို့နိုင်ငံကောင်းဆောင်မလုပ်နဲ့ခမားတို့အရန်များတော့နဲ့တုံတုံရဲ့တပ်မတော်သားတွေရဲ့အသက်တွေအဲပြည်သူလူထုတွေရဲ့အိုးအသက်အိုးရေးစည်းစိမ်တွေဟုတ်တယ်အသက်တွေကိုခမားတို့ချနေနေတာဟမ်ခမားတို့မိသားစုတွေမှာတိုင်းပြည်ကိုပြန်ပြီးတော့မှဒီဘုံကိုတော်လာတဲ့အချိန်ကျရင်ခမားတို့ဟိုပါအပြက်ရှင်းပလိုက်ပါဟိုင်းခမားတို့ကျွန်မရင်လုံးနေအဲအဲ့ဒါအဲ့ဒါလေဒါကြီးကိုရင်းဆန္ဒစိတ်မရှိဘူး ဟမ်တိုင်းပြည်ကိုကောင်းအောင်လုပ်ပဲဆိုပြီးတော့မှတိုင်းပြည်အခုလို့ပြတ်နေတာ哦ခမားတို့မလို့ဒီတိုင်းလက်ပိုက်ကြည့်နေတာဟမ်ငါပါလို့နေလာမတော့နဲ့ခမားစောက်လို့မဟုတ်ဘူးဒီတိုင်းပြည်တယ်ကျုပ်တို့အသက်45နှစ်နဲ့အောက်မှာမြေပြင်မှာရှိနေတဲ့ကောင်တော်သိတယ်အမ်ဒီတိုင်းမျိုးဒီလိုလူတွေပါလို့နေဆိုကျုပ်တို့ကုန်သိတယ်ခနာတို့အမြဲတမ်းပြောနေတာကိုကြိုးစည်းပွားတွေအတ္တတွေမရှာပါနဲ့။အင်း။တိုင်းပြည်ကိုချစ်ပါ မရတိုင်းကချမ်းသာတာကျုပ်တို့ကလက်ခံလေတိုင်းပြည်ကိုတော့ကောင်းအောင်တည်ဆောက်ဟေးအောင်ငါတို့ကဒီခက်ခဲဖြစ်နေရလားမပြောနဲ့ကိုလုတ်ခဲ့လို့ကြောကြံမလို့ဟုတ်တယ်နော်ခမရတို့လက်နဲ့ကင်ထားတာလေတိုင်းပြည်ကိုငြိမ်းချမ်းအောင်ထိန်းရမှာတိုင်းကိုထိန်းရမှာခမရတို့ထိန်းရတာမလားထိန်းတယ်လေထိန်းရအောင်ထိန်းအဲအခုပြည်သူလူထုကိုပြန်ကြည့်လေခမရတို့ပြည်သူလူထုအတန်ကိုဘာမှပြန်မကြည့်ဘူးကျုပ်ကိုဘယ်နေရာမှာလာဖမ်းပါလဲကျုပ်ကိုမဖမ်းနဲ့ စကိုင်းမှာကားလမ်းပေါ်မှာ PDF တွေအများကြီးတယ်အဲ့ဒါကိုအရင်ဖမ်းအဲအဲ့ဒီ PDF တွေဖမ်းပြီးမှဒုက္ခလာဖမ်းอืมရှင်းလားอืมအဲ့ဒါမြန်မာနိုင်ငံထဲမှာပဲရှိတာခင်ဗျားတို့တရားဥပဒေစိုးမိုးရဆိုရင်စကိုင်းရွှေဘိုဝဲလက်တော့ချိနေတဲ့ကားလမ်းပေါ်မှာစက်ကြီးကောက်နေတဲ့အခုအမြန်လမ်း318နှစ်ပါလုံးမှာတက်လာတဲ့ PDF တွေကိုအရင်ဖမ်းဒုက္ခမဖမ်းနဲ့ခင်ဗျားတို့အဲ့လိုကျုပ်ဖမ်းမယ်ဆိုရင်ခင်ဗျားတို့သွားပြီလစ်သွားပြီဒါပဲခင်ဗျားတို့မှဘာမှ အရင်ချင်းမရှိတော့ဘူးအဲ့တော့ကြောက်ကိုရင်မဖမ်းနဲ့ခင်ဗျားတို့အဲ့စကိုင်းက PDF တွေကိုရင်ဖမ်းဆိုတော့စက်တက်ကြီးကဘသူ့ကိုဖမ်းလိုက်လဲတေကောင်းကိုဖမ်းလိုက်တယ်ဆိုတော့စက်တက်စတန်ဝိ PDF များဖြစ်နေမလားဆိုတာကတော့နည်းနည်းစဉ်းစားစရာလေးတော့ဖြစ်သွားတာပေါ့နော်တော်တော်စိုးရွားနေပါပြီဇော်ဘုံရဲ့အဲ့လိုမှန်တရားတွေပြောလို့ဖမ်းခံရတာပါလို့နော်ဒါလေးကိုပြောချင်တာပါဆိုတော့အဲ့လိုမျိုးစက်တက်ကအရာရှိတွေကနေစပြီးတော့မှအောက်ခြေစက်သားတွေဆုံး ငွေသာရှိရင်ငွေသာပေးရင်ငွေမျက်နှာတစ်ခုလဲကြည်နေတဲ့အရာရှိတွေစစ်တီတွေရဲ့အကြောင်းကိုပေါ့ကိုတော်ကဖော်ကောင်လှုပ်ထားပါတယ်ဒီအကြောင်းရလေးကိုနားဆင်ကြည့်အောင်ပါပေါ့ကိုတော်လည်းမကြခင်ဇော်ဘောကြီးလိုဖြစ်တော်မလားဆိုတာကလည်းစိတ်ဝင်စားစရာပါနားထောင်ကြည့်အောင်ပေါ့ကြီးပြောတာလေးဦးဇင်းတို့တဲ့င်းတစ်ခုဦးဇင်းတို့ရတယ် အဲ့တော့ဦးစင်းတို့တရင်တစ်ခုရရဆိုတော့ကိုဟာနဲ့ကိုရတာကိုဟာနဲ့သူပဲရတဲ့အခါမှာကိုကပြောလိုက်လို့ရှိရင်အဖက်ဒုက္ခရောက်တော့မှာဆိုလို့တန်လျာတွေနဲ့อืมတော့ကြာကြွတ်မနိုင်ဟုတ်လားជីမီနဲ့ရှို့ဆိုတဲ့ပုံစံမျိုးဖြစ်မှာဆိုလို့အေးပါရေးပေါ့ဒါပေမဲ့သူတို့အခုလိုသူတို့ရဲ့အချိုးပေးဆိုတော့တခါတလေဌာနဆိုင်ရာအများစုကငွေမျက်နှာတစ်ခုတည်းကိုပဲကြည်ရဟုတ်တယ်ငွေမျက်နှာတစ်ခုတည်းကိုကြည်ရမနေ့အဲ့ဒီလူတွေကဘာကြောင့်ဝင်မျက်နှာတစ်ခုတည်းကိုကြည့်ရလဲဆိုရှေ့တန်းကိုမရောက်ဘူးတဲ့အတွက်ကြောင့် အဲခြေသားမှာချုံချုံငုံမတိုက်ဘူးတဲ့အတွက်ကြောင့်ကိုချင်းစာစိတ်မရှိကြတာဒါလည်းအမှန်ပဲမရှိကြတာဒါလည်းအမှန်ရဲဖြစ်ဖြစ်စစ်သားဖြစ်ဖြစ်ဘာဖြစ်ဖြစ်အကုန်လုံးဆိုစာနီစာဟန်နေအများကြီးဌာနပေါင်းဆိုအဲဒီကောင်သိတယ်နော်ဌာနပေါင်းဆိုအများကြီးပဲဒီကောင်သိတယ်ဒီပစ္စည်းဘယ်ကိုသွားရလဲဘယ်ကိုတွားရင်ငါတို့တိုင်းပြည်အတွက်အန်ဒီရရှိတယ်ဒီပစ္စည်းဘယ်ကနေဘယ်ကိုပို့မှာလဲဘယ်ကိုလာတာလဲအန်ဒီရရှိလားဒါဘာလို့တဲ့ပစ္စည်းလဲတူတူအကုန်လုံးတိတယ်တချို့လူကြီးတွေ တိတယ်တိတယ်ကြီးနဲ့တချို့လွတ်ပေးကြတာဟုတ်တယ်တိတယ်တိတယ်ကြီးနဲ့လွတ်ပေးကြတာမှတ်နဲ့အာတိုင်းပြည်ကိုတစ္ဆာပေါက်ထားတယ်အိုးကိုချင်းစာစိတ်မရှိတာပဲအဘိုးလေးတည်းမှာနွားနဲ့အတူတူပဲနွားနဲ့နိုင်တော့နွားတိတ်ခါကြတယ်လို့ဦးစင်းတို့ကပြောချင်နေတယ်ဗျာနော်စစ်တပ်တွေကကောင်းလို့နွားနဲ့နိုင်မလိုက်တာလို့အဲ့လိုပြောရင်တချို့ဌာနဆိုင်ရာတွေကမကြိုက်ဘူးမကြိုက်ဘူးမကြိုက်မကြိုက်ဟုတ်တယ်မကြိုက်ဘူးဦးစင်းတို့ကပြောခဲ့ပါတယ်ဌာနဆိုင်ရာနဲ့ပတ်တယ်ဌာနဆိုင်ရာအားလုံးကိုမေတ္တာပို့တယ်อืม မေတ္တာပို့တယ်တိုင်းပြည်ကိုချစ်တဲ့ဌာနဆိုင်ရာနိုင်ငံဝန်သားတိုင်းနိုင်ငံရဲ့ဝန်သားဝန်ထမ်းမှန်တဲ့မြောက်ကိုမေတ္တာပို့တယ်อืมကိုမေတ္တာပို့လို့မှဖြစ်သွားတယ်ဆိုတော့မေတ္တာဆူတယ်လို့တိုင်းမေတ္တာဆူတယ်လို့ပြောအောင်ပေါ့ဗျာเนาะအထားပါတော့အဲ့တော့တိုင်းပြည်ကိုချစ်ကြပါဒီချိန်မှာခင်ဗျားတို့လွှတ်လိုက်တဲ့အရာတွေခင်ဗျားတို့တကပို့လိုက်တဲ့အရာတွေကြောင့်ခင်ဗျားတို့ငွေငွေယူပြီးလွှတ်တဲ့အရာတွေရှေ့မှာကျွတ်တမ်းတော်သားတွေရဲတွေ ပြည်သူစစ်တီနိုင်ငံဝန်ထမ်းနေဒါတွေကကြီးတွေပြကြီးတွေเนาะကြီးတွေအဲ့တော့ငွေပေးရင်ဖြတ်လို့ရပါတယ်ငွေပေးရင်လာလို့ရပါတယ်ဆိုတဲ့အရာတွေဖြစ်ကုန်တယ်အဲ့တော့ဒီရက်ထဲမှာပဲဦးစင်းတို့ဒါเนาะခင်ဗျားတို့စီမံခိုးခိုးနေတဲ့ကားတွေခင်ဗျားတို့တရင်အတိကြပေးမယ်ကားနံပါတ်နဲ့ပြီးမယ်သခိုင်းတရားတွေဖြတ်အေးเนาะတိကြပေးမယ် ခင်ဗျားတို့လုံမလုံတော့စောင့်ကြည့်မှာပေါ့ဗျာနော်အခုနောက်ပိုင်းသခိုင်းတရာမကြက်ဘူးလားကြက်တော့ကြက်ပါတယ်နော်ဦးဇွန်လည်းသခိုင်းပဲဝင်လို့ရှိရင်ခဏခဏပြောတယ်သခိုင်းကြီးတို့စားစီစားဟန်နေအများကြီးရှိရနော်ဒီစီဒီမြောင်မြားဆိုခိုးတယ်စီဒီမြောင်မြားဆိုဟိုဘက်တင်နေဟာရတော့မလုံကြရနော်သခိုင်းကြီးတို့အတိုင်းပြည်တစ္ဆာပေါက်တာတိုင်းပြည်ကိုပုံကန်တာပဲကြံတဲ့စားနီးတွေအများကြီးပါဗျာနော်အများကြီးပါလို့ဒီစီနဲ့ပတ်တယ်နော်ခင်ဗျားတို့ယူဆိုင်ပါခဏခဏဦးဇွန်တို့တတိပေးတယ်ဘာဖြစ်လို့ ခိုးကြီးနဲ့တော့မဆိုင်ဘူးဒါကိုတိုင်းပြည်ကိုချစ်တယ်ကိုတက်မတော်သားတွေကိုချစ်တယ်နိုင်ငံဝန်ထမ်းကောင်းတွေကိုချစ်တယ်ဒါကြောင့်လည်းပေါ့ကိုတော့အပြစ်တွေအဖြစ်ခံပြီးမှဝန်ကြီးနဲ့မကိုက်ကြီးတဲ့အရာတွေဥစဉ်ပြောနေရတာอืมမင်းကငိုရဲရပရာဇီကကြာနေတဲ့ဘုံကြီးပဲလေမင်းကစားနီးစားဟန်တွေပါတယ်ပြောမင်းကဘလောက်နာလဲလို့တော့မင်းထက်ခိုးနီးပေါင်းစုံတီးတဲ့ဟိုအစိုးရဝန်ထမ်းကွာမင်းထက်တိတယ်အဲ့ရဲစစ်သားဆိုတာမင်းထက်ခိုးတတ်တယ်နော်စီပင်မင်းထက်ခိုးတတ်တယ်ဗန္နာရေးဝန်ကြီးဌာနမင်းထက်ခိုးတတ်တယ် မင်းကကြီးကြီးကျယ်ကျယ်နဲ့မင်းထက်တက်လို့မင်းထက်တက်လို့အဲ့ဒီအောက်မှာအလုသမားလုံနေတာပေါ့စောက်ပေါ်ရဲ့မင်းတိထားဘောကမကောင်းရင်မကောင်းတဲ့လူကိုပေါ်ထုတ်ရမယ်ပြောရမယ်မင်းတို့ကပြောမယ်ဆိုရင်မင်းတို့စစ်တပ်ထဲမှာကောင်းတဲ့သူတွေရှိရလို့မင်းထင်နေတာတကယ်တော့မင်းတို့အားကိုးနေတဲ့စစ်တပ်အဲ့စစ်တပ်အောက်မှာရှိနေတဲ့အရာမှန်သမျှအကုန်လုံးကမကောင်းတဲ့သူတွေကြီးပဲအဲ့ဒါကိုမင်းနားမလဲတာစောက်ပေါ်ရဲ့အဲ့ဒါကိုနားလေဖို့လည်းမင်းမကြိုးစားဘူးဒါကြောင့်မို့လို့လည်းမင်းကိုပရာဇီကကြားနေတဲ့ဘုံကြီးလို့ငါတို့တွေကပြောတာဒါလည်းမင်းစောက်မှမရှိဘူးဒီလောက်ပဲနော် ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆောင်တွေ့ပါမယ်မင်္ဂလာရှိတဲ့ Dollar Daily ဖြစ်ပါစေကျွန်တော်တို့ရဲ့ Platter Reblog YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့ပြောချင်ပါတယ်ကျေးဇူးပါခင်ဗျာ